ဝင်မင်္ဂလာပါ Union News ကနေပြန်နေကြိုဆိုပါရစေ။ဒီနေ့ကတော့အောက်တိုဘာ14ရက်နေ့ဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသွားမှာကတော့စစ်ရှုံးပလောင်တွေဒီဘောကနေစုပ်ခွာရအောင်မယ်ဆိုတဲ့သတင်းတို့လေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ င်လေးကနေပြန်လဲကြိုဆိုပါရယ်ဆစ်ရှုံးနေတဲ့ပလောင်လက်နက်ကင်တပုံ DNA လေးကနောင်ချိုရောကြောင်မဲရောလက်လွတ်ရပြီးတဲ့နောက်အခုတီဘောကိုလည်းထပ်မံပြီးလက်လွတ်ရတော့မှာဖြစ်ပါတယ်။ကြောင်မဲကိုအခုအော်တိုဘာ၁ရက်နေ့မှာလက်လွတ်ခဲ့ရပြီးတဲ့နောက်ဒီနှစ်ပတ်နီးပါးအတွင်းတမတော်စစ်ကြောင်းတွေကတီဘောမျိုးရဲ့အနည်းကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။မနေ့ကအော်တိုဘာ၃ရက်နေ့ညနေပိုင်းမှာပဲတမတော်စစ်ကြောင်းတွေကကျင်းတီတရားနဲ့ကျင်းတီပြွာကိုကျော်လွန်ပြီးတော့ဘောဂျူအနည်းထိရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပလောင်လက်နက်ကင်တဲ့ပုံတရားနဲ့အရင်နဲ့အပေါင်းပါတွေကကြောက်မဲနဲ့ဒီဘောကြားကခန်းစစ်တွေအများပြပြင်ဆင်ထားပေမဲ့တမရိုစစ်ကြောင်းတွေကလည်းတိုက်ခိုက်ချိန်မိုးနိုင်ခဲ့ပြီးတဲ့နောက်အခုဆိုရင်တော့ဒီဘောမျိုးရဲ့အနီးတီကိုရောက်ရှိနေပြီလို့ဆိုရမှာဖြစ်ပါတယ်။မနေ့ကအောက်တိုဘာ23ရက်နေ့မှာပလောင်လက်နက်ကင်တဲ့ပုံတရားနဲ့အရင်တွေဒုတိယအကြိမ်မိုက်ခွဲဖြက်စီသွားတဲ့ကျင်းဒီတရာအနီတမရစစ်ကြောင်းတွေကထပ်မံပြီးတော့တိုက်ခိုက်ပြီးတော့ခြေတက်လာခဲ့တာဖြစ်ပါတယ်။မနာနဲ့ခြေတက်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ဘူတိုဘာ 73ရက်နေ့ညနေပိုင်းမှာရင်တမတော်စစ်ကြောင်းတွေကသမိုင်းဝင်ဘောဂျူဖျားကြီးအနည်းကိုရောက်ရှိပြီးတော့ပလောင်လက်နက်ကန်တဘုံ DNL နဲ့အပေါင်းပါတွေစုဖွဲ့နေရာတွေကိုမောင်းထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးခြိတက်လာတာဖြစ်တဲ့အတွက်ဒီနေ့အောက်တိုဘာ14ရက်နေ့နေ့လယ်ပိုင်းရရှိတဲ့သတင်းအရတော့တမတော်စစ်ကြောင်းတွေကနာကဲနဲ့တွန်ခေါ်ရွာအထိကိုရောက်ရှိလာပြီလို့သိရပါတယ်။ ထပ်မံရရှိတဲ့တည်နေအရာတော့တမတော်စစ်ကြောင်းတွေကမဟဲရွာအလွန်ထိကိုရောက်ရှိနေပြီလို့လည်းသိရပါတယ်။တချို့သောအတိမပြုနိုင်တဲ့တည်နေအရာတော့တမတော်ရဲ့ကမန်ဒိုစစ်ကြောင်းတွေကဒီဘောမျိုးရဲ့တချို့နေရာတွေကိုဝင်ရောက်ပြီးတော့ပလောင်အကြမ်းဖက်သမားတွေစုဖွဲ့နေရာတွေကိုပြင်းထန်မှတ်ပုံတင်နေတယ်လိုအပ်တဲ့ကင်းထွန်းမှုတွေကိုဆောင်ရွက်နေသေးဖြစ်တယ်လို့လည်းသိရပါတယ်။လက်ရှိအကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်အားပေးမီဒီယာတွေရဲ့တင်ဆက်မှုတွေမှာတော့တမတော်စစ်ကြောင်းတွေကဒီဘောမျိုးအနီသုံးမိုင်ကိုရောက်ရှိနေပြီလို့ဆိုပေမဲ့ တကယ်တမ်းကျွန်တော်တို့ရရှိတဲ့သတင်းတွေအရာတော့တမတော်စစ်ကြောင်းတွေကဒီဘောမျိုးမှာကြိုးစားပါ í ဆိုတဲ့ sign board မတိုင်ခင်ဒီဘောတိုးကိဒီဘောမျိုးအပေါ်မှာရှိနေတဲ့တက်တော်ယုံနဲ့ဆန်ဖေးရွာပြည်ပဝင်ကျင်ကအကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေအထိကိုရောက်ရှိနေပြီလို့လည်းသိရပါတယ်ဆိုတော့ဒီမနက်ဖြန်သုံးမဟုတ်တဲ့ဘက်ကပဝင်ကျင်မှာပဲတမတော်ကဒီဘောမျိုးကိုအပြေအဝတင်းချုပ်လိုက်မယ်လို့ခန့်မှန်းရပါတယ် ဒီလိုမျိုးဆစ်ရှုံးမှုတွေနဲ့အလဲလဲအပွဲပွဲဖြစ်နေတဲ့ပလောင်လက်နှက်ကန်သဘောတရားနဲ့အတွေကဒီဘောကနေလဲဆစ်ရှုံးပြီးဆုတ်ခွာထွက်ပြေးရတော့မှဖြစ်တဲ့အတွက်မြို့ထဲမှာရှိနေတဲ့ဌာနဆိုင်ရာအစောက်အဦးကပရီဘောကတွေနဲ့အပိုးတံပစ္စည်းတွေကိုတော့ယူဆောင်သွားပြီးဖြစ်ပါတယ်။ဒါအပြင်ခလာရ23နဲ့ခမာရ903 904လေးကြားမှာခန်းစစ်တွေထပ်မံပြင်ဆင်နေတယ်လို့လည်းသိရသလိုခမာရ903 904လေးနဲ့မူဒီတရာကြားမှာရှိနေတဲ့အင်တီနဲ့ဒီတာတီစတဲ့ရှမ်းရွာတွေကိုလည်းကျော်လွန်ပြီးတော့ခန်းစစ်တွေပြင်ဆင်နေတယ်လို့သိရပါတယ်။ ဒါအပြင်ဒီမိုးရီတရားကိုလည်းပလောင်လက်နက်ကအကျန်းဖက်သမားတွေကထပ်မံမိုင်းခွဲဖြက်စီးဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဒါမတော့ကမနေ့ကအောက်တိုဘာ23ရက်နေ့ကျင်းဒီပတ်ဝန်းကျင်ကအကျန်းဖက်သမားတွေကိုတိုက်ထုတ်ပြီးတဲ့နောက်ဒီပလောင်လက်နက်ကိုင်တပုံ DNL နဲ့အပေါင်းပါတွေကပေါ်ဂျိုရွာရဲ့မြောက်ဖက်ချမ်းမှာရှိနေတဲ့ဒီတောင်ကြီးတွေအထိကိုစုခွာထွက်ပြေးတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။စုခွာထွက်ပြေးတယ်ဆိုတာကလည်းဒီဘောဂျိုရွာရဲ့မြောက်ဖက်တီဘောမြို့ရဲ့မြောက်ဖက်ချမ်းမှာရှိနေတဲ့တောတောင်တွေကနေတဆင်ပလောင်ရွာတွေပလောင်တောလန်းတွေရှိနေတာဖြစ်ပါတယ် ပလောင်ကျက်ဘက်သမားတွေကဒီဘောမျိုးကနေလဲလဲပွဲပွဲနဲ့ဖျော်ပရဲစုတ်ခွာသွားတဲ့အချိန်ဒီဘောမျိုးတွေကို UTP စုတ်ခွာသွားတဲ့အဖွဲတွေလည်းရှိတယ်လို့နန်းဦးနဲ့ရေကွန်ရဲ့မြောက်ဖက်မှာရှိနေတဲ့ဆန်ဖေးရွာရဲ့မြောက်ဖက်ချမ်းကရွာတွေနောက်ပြီးတော့ကြေးရွာချင်းဆက်လန်းတွေတော်လန်းတွေကနေတဆင်စုတ်ခွာသွားတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဘာကြောင့်လဲဆိုရင်ပလောင်လက်နက်ကိုင်သဘောင် DNA လေးကစစ်ရှုံးတော့မှဖြစ်တဲ့အတွက်ဘလို့ပဲဖြစ်ဖြစ်ထွက်ပြေးရတော့မှဖြစ်ပါတယ်။ ထပ်ပြေးရလမ်းကြောင်းတွေကလည်းဒီမြင့်ငယ်မြည့်ရဲ့တစ်ဖက်ချင်းမိုင်းရဲနန်းလံဘက်မှာလည်းလမ်းကြောင်းပိတ်နေပြီဖြစ်တဲ့အတွက်စုပ်ခွာရလမ်းပြင်မလမ်းကြောင်းကြီးကလည်းတလမ်းပဲရှိပါတော့ဒီလမ်းကနေလည်းစုပ်ခွာနေကြရတဲ့ဆိုတဲ့တင်းတွေကြားသိရပါတယ်။ဒါကြောင့်မလို့ဓမ္မတော်လေးအနေနဲ့ဒီအကျန်းဖက်သမားတွေစုပ်ခွာရအဓိကပြင်မလမ်းကြီးဖြစ်တဲ့တီဘောနမ်2တီဘောနမ်3လမ်းကိုစုမှုထားပြီးတော့အကျန်းဖက်သမားတွေရဲ့သွားရလမ်းအလော့စီလမ်းကြောင်းကိုလုံမှုရယူတိုက်ခိုက်သွားဖို့လိုအပ်ပါတယ်။ဒီလမ်းကြောင်းတစ်ခုတည်းပေါ်မှာရှိနေတာဖြစ်တဲ့အတွက်ဒီမိုးတေသတားရဲ့အလွန် ပန်လုံလန်ဝဲကနေဆက်သွားမယ်ဆိုရင်နမ်တူကိုလည်းရောက်ရှိမှာဖြစ်တယ်လို့နမ်ဆန်ကိုလည်းရောက်ရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီတော်လန်ကနေဆုတ်ခွာသွားမယ်ဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ရက်ကတက်မလော့ကဒီကြောင်းတိုက်ခိုက်မှုပြုလုပ်ထားတဲ့အုံမှုရွာရဲ့မြောက်ဖက်ကနေတဆင့်ဒီပလောင်တွေရဲ့အဓိကနေရာနမ်ဆန်ကိုသွားရောက်နိုင်မှာပဲဖြစ်ပါတယ်။ဒီတော်လန်တွေကနေလည်းပလောင်လက်နက်ကန်တဲ့ပုံ DNL နဲ့အပေါင်းပါတွေကဒီပြီးခဲ့တဲ့နှစ်နည်းငယ်ကလေးကသွားလာမှုတွေရှိခဲ့ပါတယ်။ကြီးပါချင်းဆက်လန်တွေတစ်ခုတ်ဝါခုတ်နဲ့အုံပြုနေတဲ့လန်တွေဖြစ်ပါတယ်။ မနေ့ကတမရော့ကလေရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နန်ဆန်ရဲ့အနောက်တောင်ဘက်မှာရှိနေတဲ့ကရားကြီးရွာနဲ့ဒီအခုတီဘောရဲ့မြောက်ဖက်ခြံအုံမွန်ရွာရဲ့ကြားမှာကြေးရွာချင်းဆက်လမ်းတွေကနေလည်းပလောင်လက်နက်ကန်တဘောတီအန်အလေးနဲ့အပေါင်းပါတွေကအသုံးပြုနေတာကိုလည်းကျွန်တော်တို့မြင်တွေ့ရပါတယ်။ဆိုတော့ဒီသတင်းတစ်ခုကိုပြန်ချုပ်ရရင်တော့ပလောင်လက်နက်ကန်တဘောတီအန်အလေးတွေတောင်မဲကနေဆစ်ရှုံသွားပြီဖြစ်တဲ့မကြခင်စုတ်ခွာသွားတော့မှာဖြစ်ပါတယ်။တမရော့စစ်ကြောင်းတွေကစိတ်ဝင်ရောက်ရှိပြီးတော့အကြမ်းဖက်သမားတွေစုဖွဲ့နေရတွေကိုလည်းတိုက်ခိုက်ဖို့အတွက်မြေပုံညှိုးနေတဲ့